္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ KYA ကပြစ်ချခဲ့တဲ့ရဟရဲ့နေရာကိုနယ်မြေရှင်းလင်းစေစစ်သားမတားအောင်16လောင်းနဲ့မီးလောင်ဖျက်ဆီးထားတဲ့လက်လက်ခရမ်းတွေကိုတင်ဆက်ရရှိခဲ့တဲ့အပြင်အရေးပေါ်စဉ်သက်ခဲ့ရတဲ့ရဟရင်ကို KYA ကလက်လက်ကြီးတွေနဲ့ထပ်မံပြစ်ခတ်ရမှာရဟရင်ဒဇင်းလုံးထပ်မံဖျက်ဆီးသွားပါတယ်။ ပေါင်းတယ်မြို့နယ်အတွင်းတစ်ပုတ်စစ်ကောင်စီတပ်စခန်းနဲ့ပိန်ကုန်းတာဝါတိုင်စခန်းတို့ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့ KIA ကယမန်နေ့ကပြစ်ချခဲ့တဲ့ရဟယင်နေရာကိုနေမြေရှင်းလင်းပြုလုပ်စဉ်တွင်စစ်သားမတာလောင်16လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နက်ခရမ်းတွေကိုတင်းဆက်ရရှိခဲ့တယ်လို့ KIA စေတရင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်ယမန်နေ့မေလ20နေ့မှာကချင်ပြည်နယ်ဗမော်မြို့နယ်စကက21အတွင်းကိုစစ်ကိုအင်အားလာဖြစ်တဲ့စစ်ကောင်စီရဲ့ MI ဆမ်တင်ရဟရင်3စီးနဲ့ MI ဆမ်တင်ရဟရင်2စီးကို KIA ပူးပေါင်းတပ်တွေကပြစ်ချနိုင်ခဲ့တာဖြစ်ပြီး ရဟရင်တစီမှာရွှေကူမြို့နယ်မြို့လာမြို့နယ်ကွယ်စီငဲရွာအနောက်ဖက်တောထဲမှာပြက်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။ရဟရင်ပြက်ကျတဲ့နေရာကို KIA ပူပေါင်းတပ်တွေကနယ်မြေရှင်းလင်းရေးပြုစုစဉ်တွင်စစ်သားမတာအလောင်း16လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နဲ့14လက်ကိုသိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ရွှေကူမြို့နယ်ခလရ56တရင်မှာအရေးပေါ်စစ်တပ်ခဲ့ရတဲ့ MI17 ရဟရင်ကို KIA တပ်မှ၁၁ကတပ်ဖွဲ့ဝင်တွေက မေလ၂၁ရက်နေ့မွန်းလွဲ့နိုင်လောက်မှာလက်လက်ကြီး၄လုံးနဲ့ထပ်မံပြစ်ခတ်တက်ခရာမှာအဲ့ဒီရဟတ်ရင်ဒဇင်းလုံးဟာလုံးဝပျက်စီးသွားခဲ့တယ်လို့လဲ KIA စေးသတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုအတိအပြုပြောဆိုပါရတယ်။အဲ့ဒီလိုတက်ခရာမှာလဲရဟတ်ရင်ကိုဘေးပပတ်လေကနေဝိုင်းရံထားတယ်။တန်ချက်ကကာနစီနဲ့ထရက်ကားတွေကိုပါလက်လက်ကြီးထိမှန်ခဲ့တယ်လို့လဲစေးသတင်းမြစ်ကပြောပါရတယ်။အဲ့ဒီရဟတ်ရင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက KIA ပြစ်ခတ်မှုကြောင့် main gear box ထိမှန်ခဲ့ပြီးရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ရင်လည်းဖြစ်ပါလေရှင်ဘဂဝါဒရင်တဘောကိုကြည့်အောင်ပါဘဂိုးတိုင်းပြည်ခရင်ပေါန်းတယ်မြို့နယ်တွင်တစ်ပုတ်စစ်ကောင်စီတက်စကန်နဲ့တိန်ကုန်းတာဝါတိုင်းစကန်တို့ကိုတော်လန်တက်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသစစ်ဒေသကွယ်နှင့်ပဲခူးတိုင်းစစ်တပ်သာဗျူဟာ27ပြည်ခရံ363ညနှင့်တရင်ကတာဝန်ရှိသူတို့ကပြောပါရယ်မေလ18ရက်နေ့မှာ ပေါင်းတယ်မြို့နယ်ကစစ်ကောင်စီရဲ့တင်ကုန်းတာဝါတိုင်းအထိုင်စခန်းကိုအင်အားဖြစ်တင်းရထွက်ခွာလာတဲ့အင်အား90ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကို တော်လန်တွေကတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က၃ဟာတေသွားတာဖြစ်ပြီးအများပြားလေထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်တင်ကုန်းတာဝါတိုင်းစစ်တပ်စခန်းတွေကိုဝင်ပြေးသွားတာကြောင့်တော်လန်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာမေလ၁၉ရက်နေ့မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလုံး တိန်ကုန်းတာဝါတိုင်းစကန်ကုန်းကနေထွက်ပြေးဆွန့်ခွာသွားတယ်လို့လည်းသိရပါဗါတယ်။အဲဒါကြောင့်ပြည်ခိုင်ပြည်သူ့ကာကွယ်တပ်မတော်တရင်တပ်ဖွဲ့တွေကတိန်ကုန်းတာဝါတိုင်းစစ်ကောင်စီအထိုင်စခန်းကိုအပြေးသက်သိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။သင်္ကုံတာဝါတိုင်းစခန်းကစစ်ကောင်စီတပ်သားတွေဟာပြည်သူတွေကို ပေါ်တာဆွဲတာအနီးအနားကကျွရတွေကို မီးရှို့ဖျက်ဆီးတာ အပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်တာတွေကိုပြုလုပ်လေရှိတယ်လို့လည်းသိရပါဗါတယ်။အဲဒါကြောင့်ပြည်သူကာကွယ်တပ်တွေဟာဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လိုက်တာကြောင့်အခုလိုစခန်းကိုစွန့်ပြီးထွက်ပြေးသွားကြပြီလို့လည်းပြည်ခရင်363နှစ်တရင်ကတာဝန်ရှိသူတို့ကပြောပါဗါတယ်။ပြီးခဲ့တဲ့မေလ၁၂ရက်နေ့ကလည်းပေါင်းတယ်မြို့နယ်အတွင်းကတစ်ပုတ်စစ်ကောင်စီတပ်စခန်းကို တော်လန်တတွေကတိုက်ခိုက်သိမ့်ပိုက်ခဲ့လို့လည်းပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခံ363တရင်ရဲ့စစ်ထောက်လန်းရင်းနဲ့တရင်ပြန်ကြရေးတဝန်ကန်ရဲဘော်ရှဲရိုးကပြောပါရယ်ပေါင်းတယ်မြို့နယ်တွင်စစ်ကောင်စီတပ်စခန်းသိမ့်တိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်ခံတရင်363နဲ့တရင်363တနဲ့ပြည်ခံပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်ရှင် မန္တလေးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်မန္တလေးတိုင်းညံဦးမြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုကြားဖြတ်တက်ခတ်ရမှာစစ်သား9ဦးဟာသေသွားကြတယ်လို့ People Democratic Army PDA ကစစ်ရေးတာဝန်ခံရဲဘော်အိုဆိုးကရန်ကုန်ခေတ္တကိုပြောပါရယ်မေလ20ရက်နေ့ကညံဦးမြို့ကနေထွက်လာတဲ့အင်အား60ကျော်ပါတဲ့အကြမ်းဖက်စစ်ကြောင်းကို ပြည်သူဒီမိုကရက်တစ်တပ်တော်ကတော်လန်ရဲဝော်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်ဖက်ကနေဒရုန်းတစ်စင်းဟာခြုံရင်းပျက်စီးခဲ့ပြီးအကြမ်းဖက်တပ်သား9ဦးဟာသေသွားကာတော်လန်ရဲဝော်တွေဘက်ကအထူးကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။အဲဒီလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်တပ်ကပြည်သူ10ဦးကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးထားသလိုဂျိုးကန်ကျေးရွာကိုဝင်ရောက်စီးနင်းကာ ပြည်သူပိုင်းပစ္စည်းတွေကိုလူရခဲ့လို့လည်းသိရပါဗါးအဲဒီနောက်မှာဘေးပတ်ဝန်းကျင်ကျွရတွေကပြည်သူ၄000ခန့်ဟာလည်းစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်ရန်ကုန်ကတရင်တဘောကိုတက်ဆက်ပေးကြပါတယ်ရန်ကုန်တိုင်းတန်လင်းမြို့နယ်တန်လင်းတရားအစင်လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာစစ်ကြေးကောက်နေတဲ့စစ်သားနဲ့ရဲတွေကိုအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတက်ခတ်ခဲ့ရမှာထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Operation Flame OF ကတရင်နဲ့ပြန်ကြားတဲ့တာဝန်ခံကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ22ရက်နေ့မနေ့10ရက်နေ့ဝန်းကျင်ကတန်လင်းမြို့နယ်မြို့ဟောင်းအနောက်ရက်ကွက်တန်လင်းတရားအစဉ်လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာပြည်သူ့ကားတွေကို အမြဲတမ်းစက်ကြီးကောက်ခံနေတယ်အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ကရင်ထင်းရဲတွေနဲ့လုံခြုံရေးယူဝေးနေတဲ့စစ်သားရဲတွေကို အဝေးထိန်မှန်အသုံးပြုပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားရဲတွေထိခိုက်မှုရှိနိုင်ပြီးအသေးစိတ်အခြေအနေကိုတော့စုံစမ်းနေဆဲဖြစ်ပြီးစစ်စီပြည်ဆောင်ပြည်ရဲ့နာမှာတော်လိုင်းအဖွဲ့သားတွေအလုံးဘေးကင်းရာကိုရောက်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါဗါးရှင် ပဲခူးတန်းသတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။ပဲခူးတန်းလေဘရန်မြို့နယ်မှာစစ်ဗိုလ်ရန်ကြီးအတင်းအဓမ္မကောက်ခံနေတဲ့ချောင်းအုပ်စုကျေးရွာရဲမှုအုံတန်းကိုလောင်ကစားဝိုင်းမှာပြစ်ခတ်တက်ခတ်ရာကနေပွဲချင်းပြီးတည်သွားပြီလို့ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံကိုကိုအောင်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ21ရက်နေ့မနေ့17နာရီမိနစ်50လောက်ကလေဘရန်မြို့နယ်တိုက်ဝါချောင်းအုပ်စုကအကြမ်းဖက်စစ်ကောင်စီကရာအိမ်မှုအုံတန်းကိုတူနေထိုင်ရာကြေးရွာတဲ့ လောင်ကစားဝိုင်းမှာတော်လဲရဲဘော်တွေကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာပွဲချင်းပြီးတည်ဆုံသွားတာလည်းဖြစ်ပါတယ်။တည်သွားတဲ့ရဲအိမ်မှုအုံတန်းဟာပြည်သူတွေကို အာဏာပြဆက်ဆံတာစစ်မှုတန်းကြီးတွေအတင်းအဓမ္မတောင်းခံတာမပေးနိုင်တဲ့ပြည်သူတွေကိုဖမ်းဆီးဖို့အမည်စင်ပေးတာတွေလှုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ကလှုပ်ခိုင်းတဲ့အတိုင်း လောင်ကစားဝိုင်းတွေထောင်ကလုတ်ကင်နေတယ်လို့လည်းပြည်သူတွေကတိုင်ကြားလာတာကြောင့်အခုလိုသွားရောက်ပြစ်ခတ်ရှင်းလင်းကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲတကယ်မို့ကိုတာရီခိုင်ပကဖအမှတ်တတက်ကရေးတဖွဲ့ရွှေတန်းမြေပြည်သူ့ကာကွယ်အဖွဲ့ကတော်လဲရဲဘော်တွေကလုတ်ဆောင်ခဲ့တာဖြစ်ပြီးအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးတိုင်းမြင်းချံမြို့နယ်စုံရွာပြူစောတိရွာမှာအကျန်းဖက်တသားတွေရဲ့ဂျမ်းပါအထိုင်းနေရာကင်းနေရာတွေကိုလက်လက်ကြီးနဲ့ဝင်ရောက်ပစ်ကတ်ခဲ့ရမှာစစ်သား3ဟာတေသွားခဲ့တယ်လို့925ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ16ရက်နေ့မနေ့17နိုင်ဝန်းကျင်လောက်ကမြင်းချံမြို့နယ်စုံရွာပြူရွာမှာအကျန်းဖက်တသားတွေနဲ့ပြူစောတိတွေရဲ့ဂျမ်းပါအထိုင်းနေရာ ကင်းနေရာတွေကို925ပျောက်ကြားအဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့တွေက drone တွေလက်လက်ကျူးနေပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးသွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိရလို့လည်းသိရပါတယ်။တော်လန်ရဲဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း 925ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်အဲတခိုင်မှုကို925ပျောက်ကြားဖွဲ့ငဇွန်နဲ့ငဇွန်မြို့နယ်ပကဖအေယာမွေဘေးပျောက်ကြားဖွဲ့ Fight for Freedom Drone ဖွဲ့မန္တလေးခံတရင်ကနေစီမချလက်လက်ကြီးတပ်ဖွဲ့ငဇွန်မြင်းချံမြောက်ပိုင်းသားပျောက်ကြားတပ် MNGF ဇင်ယော်နီပျောက်ကြားအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရရှင် ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ကုန်ခစ်တဲ့ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပြီးရဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမညပါ။